ကဲဒီနေ့ဖရားလက်ရှိကိုဝေးပြီဆိုတော့ဘောနော်အဖေကြောင်အဖေကြောင်နည်းနည်းတတိယလို့အဖေကြောင်နည်းနည်းပြောပြမယ်ဘောနော်အမ်ကိုကအိမ်မှာအကြီးဆုံးအကြီးဆုံးဆိုတော့ဘာပဲစစားกว่าအငယ်တွေကိုအမြဲတမ်းနင်းနာခံပြီးတော့အငယ်တွေကိုအရင်ကြွေးအတကူကိုရှိလို့ရှိရင်လည်းအငယ်တွေကိုပဲကြွေးလိုက်အဲ့လိုမျိုးကိုကအမြဲနင်းနာခံ ခါကျလို့ရှိရင်အဖေကအဖေကပြန်လှုပ်တယ်လေအဖေကပြန်လှုပ်တဲ့ခါကျတော့သူကအလုပ်သွားမွန်းတဲ့ပိုင်းအမျိုးသမီးစားပြန်တဲ့ခါကျလို့ရှိရင်အဲ့ဒီရေခဲတုံလေးတွေအေးလေးတွေသူဝယ်လာတယ်။ဘာလို့လဲရှိရင်သူအဲ့ဒီသူ့မှာလွယ်အဲ့တသေးလေးရှိတယ်ကွာလွယ်အဲ့အစင်းရောင်လေးလားမသိဘူး။ဒီလေးရှိရဲ့အဲ့လိုအဲ့ဒီတည်းသူထဲလာထဲလာပြီလို့ရှိရင်အပေါ်ရောက်လို့ရှိရင်သူစတူတဲ့တိုင်းနဲ့အဲ့လိုမျိုးအာနာပါတဲ့တိုင်းနဲ့သူခေါ်တယ်လေ လို့ရှာကိုမတော့ကြောက်တာဘောနော်အဖေဘာဖြစ်လဲမသိဘူးငါ့ကိုအဲ့လိုမျိုးအတန်ကျိန်နဲ့អော်ခေါ်တယ်ဘောနော်စိတ်တူတဲ့တိုင်းနဲ့អော်တယ်ဘောနော်ကိုကတော့ကြောက်ပြီးတော့တဲ့သွားတာပဲအိမ်ပေါ်ရောက်လို့ရှင်အဲ့ဒီတကားအနောက်မှာရှိတဲ့အဲ့ဒီပုံနဲ့꽌မှာထိုင်ပြီးတော့ရှင်လေယော့အဲ့ဒါအဖေဝယ်လာတဲ့အဲ့ဒီမုတ်လေးစားလိုက်အဲ့လိုမျိုးအာနေမော်လေးတွေကိုမသိစင်နေပါတော့နေမော်လေးတွေကိုသိလို့ရှိရင်နေမစားရဘူးဆိုတော့မော်လေးတွေကအိမ်အောက်မှာကစားနေတယ် ဲ့ဒီသူကြွေးပြီးလို့ရှိရင်သူကတော့ထွက်သွားလိမ့်တာပဲပုံနဲ့ကွယ်မှာကိုကအဲ့ဒီရေခဲတုပ်ထုတ်လေးနဲ့ကြံခဲ့တယ်ညုံမကြဘူးဝဲအဲ့အဖေနောက်ကွယ်ဆိုချောင်းလေအဖေရှိသေးလားအဖေသွားပြီလားဘောနောအဖေသွားပြီဆိုကိုကထွက်ပြေးပြီးတော့အဲအောင်မှာရှိတဲ့အဲ့ဒီမောင်လေးတွေကိုသွားပြီးတော့ခွဲကျွေးလိုက်တာအဲ့တော့အဖေကြီးတယ်ငါနင့်ကိုစားစေခြင်းလို့နင်မဝမှာစိုးလို့ဘောနော အာနေတော့တိတ်တိတ်လေးကြွေးတာနေကအကုန်လုံးလိုက်ပြောလိုက်တယ်နေကအကုန်လုံးလိုက်ကြွေးလိုက်တယ်အမေမိဘတွေကတော့ချစ်ပါတယ်သာသမီတွေကိုအကုန်လုံးတန်းလို့ပဲချစ်တယ်ပေါ့နော်ဒါပေမဲ့ကိုကအကြီးဆိုတော့အချစ်ဦးချစ်ဦးလိုမျိုးပေါ့သူတို့ရဲ့အချစ်ဦးပဲဦးလေး